ဒီနေ့မှာပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကျင်းတော်တိန်ရွယ်ရဲ့စမ်းမကြီးအကျိုးကျေးဇူးလေးတွေပဲဖြစ်ပါတယ်။ကျင်းတော်တိန်ရွယ်ကကင်ဆာရောဂါနဲ့နှလုံးရောဂါကိုတားဆီးနိုင်တဲ့အပြင်မျက်ညံကိုပါကောင်းမွန်စေပါတယ်။ကျင်းတော်တိန်ရွယ်မှာဗီတာမင် A, C, B1, B2, ထုံးဓာတ်၊သံဓာတ်၊ကစီဓာတ်အမြင့်ဓာတ်အသားဓာတ်များပါဝင်ပါတယ်။ ဒါပြင်အမိုင်နိုအက်ဆစ်များစွာပါဝင်ပြီးတော့အဲ့ဒီအက်ဆစ်တွေကြောင့်အစာတောက်တွေကိုမွေးကြိုင်နဲ့ရှင်နံဖြစ်စေပြီးတော့ရောဂါအမျိုးမျိုးကာကွယ်ပေးပါတယ်။ပြင်းတော်သိရွက်မှာပါဝင်တဲ့တက်တိုတားဆီးမှုတတိဖြင့်ကန်ဆာရောဂါနဲ့နှလုံးရောဂါကိုတားဆီးနိုင်တဲ့အပြင်မှတ်ညံကိုပါကောင်းမွန်စေပါတယ်။ပြင်းတော်သိရွက်ကနေပြီးတော့အစီထုတ်ပြီးအဲ့ဒီအစီကိုဥကောင်းမှာလင်းချင်းအပြင်နဲ့အစုံနှလုံးနဲ့မျက်စိအမြင်ဆွေးင်းချက်များကိုကာကွယ်နိုင်ပါတယ်။ဒီတော့ပြင်းတော်သိရွက်ရဲ့ဆေးဘက်ဝင်မှုတွေကိုပြပြပေးပါမယ်။ စီဂျိုယောဂစီဂျိုသွေးဂျိုယောဂအတွက်နေ့စဉ်မနက်အိပ်ရာထားပြီးအစာမစားမီလက်ဆက်တဲ့ပြင်းတော်သိမ်ရွက်ဆယ်ရွက်စားပြီးပါ။၃လတိတိစားရင်အဲ့ဒီယောဂကိုထင်းချုံနိုင်ပြီးတော့နေ့စဉ်မျှဝဲနေရတဲ့စီးပမာဏကိုလည်းထက်ဝက်ကြောကြောလျှော့ချနိုင်ပါသေး။စီဂျိုကြောင့်ဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်ဝပြူရာသွေးထဲမှာလွန်ကဲစွာရှိနေတဲ့ကိုလက်စထရောကိုလျှော့ချပေးပြီးဆက်လက်သုံးဆွဲမယ်ဆိုရင်တော့စီးမှာတကြားတဲ့ထွက်ခြင်းကိုလုံးဝရပ်ဆိုင်အောင်ထင်းချုံနိုင်ပါသေး။ ဝေဒနာရှင်တွေစမ်းမာရည်နဲ့ညှို့ညွတ်တဲ့အစားကိုစားသုံးဖို့လိုအပ်ပြီးတော့ပုံမှန်လေးချိန်ခံပြုလုပ်ဖို့လည်းလိုအပ်ပါတယ်။တအူးအတွက်ဆေးဖြစ်ပေမဲ့လည်းတအူးအတွက်ဘေးဖြစ်တတ်တာကြောင့်သုံးဆွဲလိုရဆိုရင်တော့ချင့်ချိန်ပြီးတော့သုံးဆွဲပေးပါ။နောက်တစ်ခုအစာမကြေတာအစာစားချင်စိတ်မရှိတာအစာမကြေတာဝမ်းချုပ်တာဝမ်းသွားတာအော့အန်တာပြုတ်အန်တာကလေးများစားလောင်မှုမရှိဘူးဆိုရင်ကတွင်းကောင်းအောင်လှုံ့ဆော်တဲ့အစာအဖြစ် အရွက်သတ္တုရည်ဓမင်းစားစုံနှစ်စုံမှာတတ်မရရေးဒါမှမဟုတ်ကြားရည်အနေငယ်ရောပြီးတော့တိုက်မယ်ဆိုရင်တော့ပျောက်ကင်းနိုင်ပါရဲ့ အဆောင်မြေတာကြောင့်ဖြစ်ပေါ်လာတဲ့ရှင်ဘူးခြင်းကိုပျောက်ကင်းစေနိုင်ပါတယ်။ပြီးတော့ဆပင်ဖြူတာအရွက်ကိုကျိတ်ပြီးတော့ထွက်လာတဲ့အရှိပေါ်အုံးစင်နဲ့ရောပြီးမီးမြင့်မြင့်နဲ့ရေတက်ကုန်တဲ့အထိကြိုပြီးအေးခံမှာအေးအစီကိုနေ့စဉ်လိမ့်မယ်ဆိုရင်တော့ဆပင်ဖြူခြင်းကိုပျောက်ကင်းစေနိုင်ပါတယ်။ပြီးတော့မျက်စိရောကဗီတာမင်အေးများစွာပါဝင်လို့စိတ်တဲ့အရှိကိုတောက်ပေးခြင်းအပြင်ဒါမှမဟုတ်အစိမ့်လိုက်တိုးစရာအဖြစ်စားမယ်ဆိုရင်တော့မျက်စိအမြင်ကြည်လင်စေပါတယ်။ ပြီးတော့ဝမ်းချုပ်တာစူပွက်နေတဲ့ရှင်တွေတစ်ခွတ်မှာပြင်းတော်တင်ရွယ်အနေငယ်ကိုလက်ဖက်ချောက်လိုမျိုးနှက်ပြီးကြားရည်တစုံနဲ့ရောပြီးတောက်မယ်ဆိုရင်တော့ဝမ်းမှန်စေပါရဲ့ပြီးတော့ကတွင်းပြက်ချင်းကိုလည်းပျောက်ကင်းစေပါရဲ့အစာမကြည့်ခြင်းနဲ့ပဏိစီဝဆေးတွေကိုကာလကြာရှည်သုံးဆွဲရရဆိုရင်တော့ကတွင်းပြက်နိုင်ပါရဲ့ပြင်းတော်တင်ရွယ်အနေငယ်မှာဂျင်းချက်သွုံပြမကြည့်မဲညို့သီးနဲ့စားအနေငယ်စီရောချိတ်ပြီးတော့ရလာတဲ့အနစ်ကိုအထမင်းဖြူနဲ့စားသုံးမယ်ဆိုရင်တော့ကတွင်းပြက်လည်းကောင်းမွန်လာပါမယ် ပြီးတော့ကိုဝင်ဆောင်ပြုတ်အန်ခြင်းကိုဝင်ရှိကားစားအမျိုးသမီးတွေမှာပြုတ်အန်ခြင်းပင်ပန်းနှွမ်းနေခြင်းမူးဝေခြင်းအစားအသောက်နဲ့မခံနိုင်ခြင်းစားလောင်မှုမရှိခြင်းစားလောင်ပေမဲ့လည်းအစားစားလို့မရခြင်းဒါတွေဖြစ်တတ်ပါတယ်ပြင်းတော်တဲ့တတူရီနှစ်စားစုံတစုံတမရရီနှစ်စုံတကြားတစုံရောဆက်ပြီးတော့နေ့စဉ်မနက်တိုင်းတောက်မယ်ဆိုရင်တော့အဲ့ဒီယောဂါတွေကိုသက်သာပြောက်ကြည့်စေနိုင်ပါတယ်။ဒါကတော့အကျိုးများလာတဲ့ပြင်းတော်တဲ့ရွက်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။